ညာလဲမှာဘလုံးကန်လာတော့ဟိုပါပေါ့ကျွန်တော်2014ကျွန်တော်မြို့ညာရှင်နေတင်ပတ်လဲအောင်ဆန်းခွင့်မှာပြိုင်ပွဲလုပ်အဲ2014တွေကဒီမြို့ညာအတင်းနဲ့ပူးပေါင်းလာတာပေါ့နော်အဲ့လိုဒီနေ့အခု2025အထိဘာလို့ယူသက်လာလဲဆိုတော့ယောက်ျားလေးအများစုမှာ10ယောက်မှာ9ယောက်လောက်ပေါ့အဲ့နှောင်းကတော့ယောက်ျားလေးတော်တော်များတော့ဘလုံးဝါသနာပါတယ် အဲကျွန်တော်ကိုယ်တိုင်လည်းအရင်ဝါသနာပါတယ်ဒါပေမဲ့ငယ်ငယ်လေးကအိမ်မက်ကတော့လက်ရွေးသင်းရေးဘောလုံးကဖြစ်ချင်တယ်ဘောလုံးကကတော့ support မပေးဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အိမ်လည်း support မပေးဘူးမျိုးသမီးလည်း support မပေးဘူးဘာဖြစ်လို့လဲဆိုတော့အကိုလှုပ်တဲ့လှုပ်ကကြတော့ဒီပြုဆောင်လှုပ်တယ်ဒီဘောလုံးကတော့ဝါသနာပါလို့သာခံတယ်ဘောလုံးကတော့တစ်ခါကြရင် team ခိုင်းမိတဲ့အရာကြီးရှိတယ်အကိုလှုပ်တဲ့လှုပ်နဲ့ဒီကန်တဲ့ဟာနဲ့မအဆောက်ဘောနော်အဲ့အတွက်ကြောင့်မလို့အိမ်တို့ဒီမျိုးသမီးကတော့မကန်သေးခြင်းဒါပေမဲ့လည်းကိုယ်ကိုယ်တိုင်ကဝါသနာပါတဲ့အတွက်ကြောင့်မလို့တော့ပြောမြလို့လွတ်ထားတာပါ အဲဒီငလင်းဒေတာအဲရေမုံငွေပွဲလေးဘလုံးကတ်မယ်ဆိုတော့ကျွန်တော်ကလည်းဘလုံးအနေနဲ့ကန်နေကြာဆိုတော့ကိုတက်နိုင်တဲ့ဘက်ကပုံဖြစ်တာပါကျွန်တော်စဆပ်ပြတော့ဘောလုံးကတော့ကျွန်တော်တို့အဲတိတက်ဆရွေတွေရပေါ့တိတက်ဆဆိုတော့ဘောလုံးစကန်တဲ့ဘောလုံးပေါ့လင်းငန်းလင်းလင်း9နှစ်လောက်တော့9နှစ်လောက်တည်းကဘောလုံးစကန်လာဒါပေမဲ့ဒီအနုပညာရှင်လေးစင်းပတ်လေးလို့ပေါ့ဘောလုံးအနုပညာလဲမှာဘောလုံးကန်လာတော့ဟိုပါပေါ့ကျွန်တော်2014ကျွန်တော်အနုပညာရှင်လေးစင်းပတ်လေးအောက်ဆန်းခွင့်မှာပြိုင်ပွဲလုပ်အဲ2014တည်းကဒီ မြို့ညာအတင်းနဲ့ပူပေါင်းလာတာပေါ့နော်အဲ့လိုဒီနေ့အခု2025အထိဘောလုံးကလာတော့ support မပေးဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အိမ်လည်း support မပေးဘူးမြို့သမီးလည်း support မပေးဘူးဘာဖြစ်လို့လဲဆိုတော့အဲကိုလှုပ်တဲ့လှုပ်ကကြတော့ဒီပြုတ်ဆောင်လှုပ်တယ်ဒီဘောလုံးကျတော့ဝါသနာပါလို့သာကြံတယ်ဘောလုံးကျတော့တခါကြရင် team ခိုင်းမိတဲ့အရာကြီးရှိတယ်အဲဒါကြောင့်ဘလုံးကံပြန်သွားရင်ခြေတော့ကအရေးစုပ်တာတို့ပေါ့3 5လနားလာရှိနေနှစ်ချီနားလာရှိကျွန်တော်ကိုယ်တိုင်လည်းမကြုံရတဲ့ဟာဆိုတော့အဲကိုလှုပ်တဲ့လှုပ်နဲ့ဒီကံတဲ့ဟာလည်းမအပ်စပ်ဘူးပေါ့နော်အဲအတွက်ကြောင့်မလို့အိမ်တို့ဒီ မျိုးသမီးကတော့မကန်သေးခြင်းဒါပေမဲ့လည်းကိုယ်ကိုယ်တိုင်ဝါသနာပါတဲ့အတွက်ကြောင့်မလို့တော့ပြောမရလို့လွတ်ထားတာအခုလာကန်တော့အမျိုးသမီးတိအောင်လာကန်တာတော့ငါပြီးခိုးကန်တာဒါဒါတော့ခိုးမကန်ပါဘူးဒါတော့ပြီးတော့အဲရမုံဝေပွဲလေးဖြစ်တယ်အားကစားလေးလုပ်တာဆိုတော့နားလည်ဖြစ်ပါလားဘာလို့ယူသက်တာလဲဆိုတော့ယောက်ျားလေးအများစုမှဆယ်ယောက်မှ9ယောက်လောက်ပေါ့အဲနှောင်းကတော့ယောက်ျားလေးတော်တော်များတော့ဘလုံးဝါသနာပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအများဝါသနာပါတယ်ဒါပေမဲ့ငယ်ငယ်လေးကအိမ်မက်ကတော့လေရွေးသိမ်းရင်ဘာလို့မှဖြစ်ချင်တာ

ုချော်ကူနဲ့ကတော့ကျွန်တော်တွဲမဆော့ဘူးဒါပေမဲ့ဟိုဟာချီလင်းတို့ကိုချီလင်းဘောင်နဲ့တော့ကျွန်တော်တော်တော်များ level တင်အောင်တော်တော်များနဲ့ကျွန်တော်တွဲဆက်ဖို့ပါတယ်အဲအဲ့တွဲကြမလို့ပြောလဲပြောလဲဘာလို့လဲဆိုတော့ကိုကိုရိုင်း level တင်မဖြစ်ပေမဲ့တကယ် level တင်ကစားသမားတွေနဲ့ level တင်ကစားသမားဟောင်းတွေအကုန်လုံးလဲတွဲဆော့ရတဲ့အတွက်ကြောင့်မလို့ပြီးပြီလည်းဖြစ်တယ်ကန်လို့လည်းအရင်ကောင်းတယ်သူတို့စီအတွက်ကြုံမဲ့အများကြီးရပါတယ်ဒါပေမဲ့ကျွန်တော်ကျတော့အသက်ရွယ်စကားပဲပြအရင်လောက်လည်းမကန်နိုင်လို့ဆိုတော့လည်းအကောင်းဆုံးတော့တက်နိုင်တဲ့လောက်လေးတော့ကန်သွားမှာပါအဆင်ပြေတာပေါ့ဗာဘယ်လိုလဲဆိုတော့အဲတော့ဘယ်လိုပြောပြရမလဲဘလုံးကန်လဲကျွန်တော်တို့မကန်တဲ့တဲ့လူတွေနဲ့တွဲကန်ရင် ကိုကိုယ်တိုင်ဘလောက်ပဲတော်တော်မကန်တတဲ့လူနဲ့ကန်တင်းမွတ်နဲ့ဗျာကျွန်တော်၁၁ယောက်လုံးဘိုးဖမ်းတယ်ကျွန်တော်၁၁ယောက်အားလုံး၁၁ယောက်ကန်ဆိုတော့အဆင်မပြေဘူးတယောက်၂ယောက်လောက်ရှိမကန်တဲ့လူတော်တော်များပါတယ်ပိုသိတာအဲ့လိုကြောင့်မို့လို့မကန်တတဲ့လူတွေနဲ့ဆိုရင်အများကျွန်တော်ကိုယ်တိုင်လည်းသိပြီးတော့မကန်ရင်ဘာလို့ကိုကိုယ်တိုင်လည်းကန်တာအဆင်မပြေဘူးလေတွဲဆုပ်လို့လည်းဆင်ပြေတကယ်ကန်တတဲ့လူတွေနဲ့တွဲကန်ရင်ဘာဖြစ်လဲဆိုတော့ကိုကိုယ်တိုင်လည်းကိုယ့်အရေးချင်းကတိုးတက်လာတယ်ဟိုနေရာယူပုံနေ ပြီးတော့ဟိုဘယ်လိုခေါ်မလဲသူတို့နဲ့ကစားလိုက်ခါကျတော့လေဘေးစင်နေနဲ့ကစားလိုက်ခါကျတော့အရန်တက်တာလေဒါမှမဟုတ်ဟိုသူတို့ပေးတဲ့ဟာကိုတကူတကအရန်လိုက်ပြီးတော့ကစားစရာမလိုဘူးဗျာတဲ့မှာသူတို့ကျတော့ training နေနဲ့တကယ်အတွေ့အကြုံနဲ့လေဘေးစင်နေကျတော့သူတို့နဲ့တွဲခဲ့တာကိုအတွက်အရန်တက်တာပြီးတော့တကယ်အတွေ့အကြုံနဲ့အရန်ရတယ်ကိုအတွက်လည်းပိုကောင်းတယ်ဘရိတ်ကျွန်တော်ဘောလုံးကလာပါပြိတက်တယောက်အနေနဲ့ပြောရရင်တော့ကွာလာတယ်ဗျအရင်လေဘေးစင်နေနဲ့ခုလေဘေးစင်နောက်ပိုင်းနေပေါ့နော်ပြင်းနေဘာကွာလာလဲဆိုတော့အဲ့ဒါလေဟိုအပြစ်ပြောရတော့မဟုတ်ပါဘူး ဟိုကျွန်တော်နီးစနစ်ဘယ်လိုခေါ်မလဲပံ့ပိုးမှုတွေပေါ့နော်ဒီကပံ့ပိုးမှုလို့ပဲကျွန်တော်ပြောချင်ပါတယ်အဲဘယ်လိုခေါ်မလဲဘောလုံးကွင်းနေကျွန်တော်ငယ်ငယ်ကတော့ဘောလုံးကွင်းနေအများကြီးရှိတယ်များလေးလားတကယ်ဝါသနာပါတဲ့လူတွေကန်တယ်အဲ့ရနေမှာတဖြည်းဖြည်းအစင်းစင်းအဲဟိုမျိုးနယ်မျိုးနယ်ကခရိုင်ပြီးတော့တိုင်းပြီးတော့ဒီကျွန်တော်လက်ဝဲစင်ဖြစ်တယ်ပေါ့နော်အခုပြကြတော့ဟိုဘယ်လိုခေါ်မလဲတကယ်ကောင်းတဲ့လူတွေအများကြီးရှိတယ်အပြင်မှာလည်းလေကျွန်တော်နေသွားရတဲ့တွေ့တကယ်ကောင်းတယ်ဒါပေမဲ့ ီအပေါ်ပေါ့နော်ရောက်မလာဘာလို့လဲဆိုတော့တို့တို့မှာတို့မိသားစုစာဝတ်နေကြီးရှိမယ်ဒီဘောလုံးကိုဘယ်လိုဖုံးလဲဒီ professional ကျွန်တော်တို့အားပြုတ်လို့မရဘူးပေါ့နော်ဒါမှကိုမိသားစုစီးပွားရေးအတွက်ကြောင့်မလို့ဒီဟာကိုအားမပြုတ်နိုင်မင်းနဲ့တကယ်ဝါသနာပါပြီတကယ်ကောင်းတဲ့ကစားသမားရဲ့အများကြီးဟိုလက်လွတ်ဆုံးရှုံးရတဲ့အရာကြီးအများကြီးရှိတယ်တော်တော်များအခုဆိုဘောလုံးဝင်နေဆိုတော့ဟိုဘယ်လိုဖုံးလဲကံကံမို့နေရာမရှိဘူးပဲပြောရမှာပေါ့နော် အခုကျွန်တော်တို့အပျော်တိုင်းနဲ့ကန်တယ်ကျွန်တော်တို့အသက်အရွယ်ဆိုရင်ရှုပ်တို့ပတ်စံရှာနေနိုင်တဲ့အရွယ်ဖြစ်သွားပြီဘယ်လိုမှမလဲဟိုရှုပ်တို့ကုမ္ပဏီကလုံဝင်လုံတယ်ပြန်မလားအလုံးလုံးနေတဲ့လူလူလက်ပိုင်းဖြစ်သွားပြီပေါ့နော်30ကျော်အရွယ်ဘောလုံးကန်တယ်ကျွန်တော်တို့အခုဘောလုံးခွင့်နေမှာဆိုရင်ကန်တယ်တခါကန်ရင်နှစ်ဖက်ကိုဟိုမှာ2သိန်း3သိန်းဝန်းကျင်ပေါ့ဟိုမှာနေညဟိုအဲ့လိုလဲကွာသေးတယ်ပေါ့နော်ညဆိုရင်မီးနဲ့ဆိုပိုသေးကြီးတယ် အဲ့လိုပဲကန်နိုင်မယ်လေဘာလို့အဲ့ဒါတော့မှကျွန်တော်တို့အချိုးကျတရက်ကို1000 2000တချို့တတ်နိုင်တဲ့လူကပိုထဲမယ်အဲ့လိုမျိုးထဲရတကယ်ဝါသနာပါကျွန်တော်တို့တက်ပြကြတော့လည်းမင်းတွေလည်းမဖြစ်တော့ဘူးလေကျွန်တော်တို့ဒါဒါအပျော်တန်းကျမ်းမာရေးရဝါသနာပါလို့ပဲကန်ရအောင်ခုနကပြောသလိုတကယ်တော်တဲ့ကလေးတွေဝါသနာပါတဲ့ကလေးတွေကြတော့မိဘတချို့အဆင်မပြေတာရှိရဗျာဒီဘောလုံးတစ်ခါလာကန်2000 3000လမ်းစိတ်တွေရှိမှာဘလို့ကန်နိုင်မှာလဲအဲ့အတွက်ကြောင့်မလို့တို့အိမ်မက်တွေတကယ်မဖြစ်ဘူးအဲ့အဲ့အတွက်ကြောင့်မလို့တကယ်စိတ်မကောင်းဘူးဟိုဘယ်လိုမှမလဲအဲ့ဒါကြောင့်လည်းနိုင်ငံတော်ကအများကြီးဒီ ဘလုံးဝဲဘလုံးပေါ့နော်တကယ်ပံပိုးရမယ့်အရာကြီးအများကြီးတော့ရှိပါလားအဲကိုယ်ကလည်းဘလုံးဝဲငါပါတယ်အမြဲတမ်းကန်နေတဲ့လူတယောက်အနေနဲ့ကိုတိုင်ကိုကြလည်းအဲသွန်းတူပြီးသွားပြီအဲအခုထပ်ပြီးတော့လည်းဒီကိုတက်ဆွမ်းတဲ့ဘလုံးနဲ့ပေါ့နော်ရမငွေရှာဖွေရှာဖွေပေးရတဲ့အတွက်ကြောင့်မလို့ကျေးဇူးတွေတင်နေပျော်လဲပျော်ပါတယ်ဟုတ်ကဲ့အားလုံးလည်းကျေးဇူးတင်ရတယ်ပါကျေးဇူးပါ